။ဟိုဒီနေ့ကဟိုတစောင်းမုံလာပြင်းနေပေါ့ဗျာ။အော်ဒီနေ့ကတော့ထေရဝါဒဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်မြတ်ထားတာနေ့ဖြစ်တာပေါ့။အဲ့တော့ကျွန်တော်လောလောဆယ်ရောက်နေတဲ့နေရာကလေဝေးမြို့နယ်ထဲမှာရှိတဲ့နက္ကဖြူသာသနာ့ကျိတ်သားကိုရောက်နေတာပါ။ဒီမှာတော့ဟိုကျွန်တော်တို့ဆရာကြီးဒေါက်တာဘတ်တန်တာဥဝင်တာတီရီဦးဆောင်ပြီးတော့ငကယုံစည်တွေကို ီဆောက်နေတာပေါ့။အိုးအရင်တော့ကလည်းကိုယ့်ပဲချမ်းပါလေ။ဒီလိုပဲနေကုန်စည်းတွေပေါ့။စည်းစည်းတထောင်တဲဖို့ညီမထားပြီးတော့အခုတော့1450လောက်ဖြစ်သွားတယ်။အဲ့တော့မြင်းနေရာမရှိတော့ဘူးဒီဘက်ကိုရွှေ့လာတာပေါ့။ဒီလေဝဲမြို့နယ်ထဲမှာခုဒါတွေမြင်းနေရာတဲ့ဒီနက်ပြူပုံတော့နက်ပြူစည်းတော်တွေကခုဆို900ကျော်လောက်ရှိပြီ။ဒီနေရာကိုတော့2023လောက်ကစပြီးပြောင်းလာတာပေါ့။အခုဒီမြင်းနေရာတဲ့တိန်ကြီးကတော့ဒါကျွန်တော်မိသားစုတူတဲ့တိန်ပါဗျ။ဒီမှာ ပေ90လောက်မြင့်မဲ့ငကြုံစီတော်ကြီးလည်းရှိမယ်။နောက်ရှိရမြင့်ခွင်းတွေလည်းကောင်းတော့ပေါ့။ဒီနေရာမှာရှိတဲ့တေရဝါဒဘုရားဘာသာဝင်တွေအတွက်စည်ရေးချမ်းသာစွာလာပြီးဖျားဖုနေအောင်။နောက်ဒီနေရာမှာလည်းသာသနာကိစ္စတွေဆောင်ရွက်နိုင်အောင်ဆိုပြီးကြည်ွယ်ကျင်းတဲ့ဒါလှူခဲ့တာပေါ့။ဒီနေ့ကတော့ကျွန်တော်တို့အရင်ဘိကသုံးပုံတစုံနဲ့ဓာတ်ထည့်တဲ့ဗီဒီယိုတွေလာပြီးရေးဆက်ချတာပါ။အဲ့တော့တစုံမုံလာပြနေပါကျွန်တော်မိသားစုရဲ့အလှူအတွက်လာတယ်လို့ဆိုပါစို့ဗျာ။ကျေးဇူးတင်ပါတယ်။